ပြန်လည်ထူထောင်ရေးပေါ်အတည်ပြုလာတဲ့ဆယ်လီပုတ္တပရိသမားလုံးမေမင်လာပါရှင်ဆယ်လီပုတ္တကတော့ကိုယ်စွဲရဲ့ဒုက္ခရအလှူငွေတွေကိုကောက်ခံကတကယ်ကခဲ့ဖြစ်နေတဲ့နေရာလေးတွေလိုအပ်နေတဲ့နေရာလေးတွေကိုဒုက္ခရတွားရောက်ကလူတန်းထောက်ပံ့ပေးနေတာဖြစ်ပါတယ်ဆယ်လီပုတ်တော့ကတော့အခုဆိုရဖွားဖြစ်သူကလည်းပြန်လဲတက်တာကောင်းမွန်သွားပြီဖြစ်တာကြောင့်လိုအပ်နေတဲ့မိသားစုတွေစီလိုအပ်တာလေးတွေလိုတန်းချောက်ပန်းပေးနေပြီဖြစ်ပါတယ် အခုလက်ရှိမှာတော့ပို့သူကပြည်လဲထူထောင်ရဲ့အတွက်အင်တွေကိုလည်း9ရက်သားသမီးတွေရဲ့အလှူငွေတွေနဲ့လူထပ်ထောက်ပံ့ပေးနေပြီဖြစ်ပါတယ်။အေတလီရီနဲ့ပတ်သက်ပြီးတော့လည်းပို့သူကသူ့ရဲ့ဆိုရှယ်မီဒီယာပေါ်ကနေအခုလိုပဲမျှဝေကြတာအတည်ပြုလာခဲ့ပါတယ်။ပို့သူကပြည်လဲထူထောင်ရေးအိန်20အတွက်လက်ရှိအချိန်နေအခြေခံအတွက်အိန်တလုံးတိန်30အကြာခမန်တလုံး45တိန်ပေးလူဖို့ခမန်တလုံး45တိန်ပေးလူဖို့ရှိစုစုပေါင်းတိန်950ကုန်ချောင်းွေလူရခမန် ခဏရတာသမီးများရဲ့အလိုပါကြည်ရတာခိုင်ခိုင်ခက်ခက်လေးတွေပါအလိုရှင်တွေရောအိမ်လေးတွေရမယ်ရွာသားတွေရောစိတ်ချမ်းသာကြမှာပါဆိုပြီးအသည့်ပေးလာခဲ့ပါတယ်ပုတုလီကတော့ဆလုံးကြီးရဲ့အိမ်လေးတွေကိုလည်းဗီဒီယိုရိုက်ကသူရဲ့ဆိုရှယ်မီဒီယာပေါ်အနေမျှဝေလာခဲ့ပါတယ်ပုတုလီကခလူခဏရတာသမီးတွေရဲ့အလုံငွေနဲ့ပြလဲထူထောင်ရေးအတွက်အိမ်လေးတွေဆလုံးဘလူးတက်ပေးနေတဲ့အပေါ်မှာလေပရရေကအာရဝန်တာနေကြပြီးပုတုလီကိုအားပေးနေကြပါတယ် အခုဆိုရင်ပို့တိုလေးကတကယ်ခက်ခဲဖြစ်နေတဲ့နေရာလေးတွေကိုတွေ့ရလို့တန်းပေးနေရပါသူကတော့ပရဟိတာလို့တွေ့မှာသူကရံအလှခံကစူးစမ်းဆောင်ရွက်ပေးနေပြီးအားလို့ရအားပေးချစ်ခင်မှုတွေကိုအရင်ကချက်ပို့ပြီးတော့ရရှိလာနေပြီဖြစ်ပါတယ်ပို့တိုလေးကသူကရံအလှခံပေးနေတဲ့ပုံမှန်လေးအခုလိုပဲပြောပြလာခဲ့ပါတယ်ပေါ်တူအားကျွန်တော်တို့တကယ်လိုအပ်နေတဲ့သူတွေအခက်အခဲဖြစ်နေတဲ့သူတွေအကူအညီတောင်းထားကြတဲ့သူတွေအများကြီးနေတော့ကျွန်တော်တိတိကျကျစူးစမ်းသွားမယ် သူတို့လေးတွေရဲ့အခက်အခဲတွေကိုဖြေရှင်းပေးရတာဖြေရှင်းပေးလိုက်နိုင်တာကိုကြည်ပြီးအယံပြောပါရယ်ပီတိဖြစ်တယ်ဒါကြောင့်ဒီထက်ပိုပြီးစူးစမ်းသွားမယ်အားလုံးကိုအဆင်ပြေစေချင်တယ်ဆိုပြီးပို့တူလီကပြောပြလာပါရယ်အခုဆိုရင်ပို့တူလီကငလည်းပေးတဲ့နေရာတွေကိုခရိုင်သွားရောက်ကလူတက်၆ပတ်ပြီးနေပြီဖြစ်ပြီးသူအနေနဲ့ဘသူတွေကဘလို့ပဲပြောကြပါစေခရိုင်ထက်ပိုပြီးလူတက်သွားနိုင်အောင်စူးစမ်းသွားမယ်လို့ဆိုပါရယ် ပို့တိုလေးကတော့ပညာပေးဇလန်တိုလေးတွင်နေဗတိပီယာအဘေးပြောဆိုမှုတွေကိုခံထားတာဖြစ်ပြီးအခုဆင်းလေးပို့တိုလေးကပရဟိတလုပ်တွင်နေအတူအာလုရဲ့အဘေးမှုတွေကိုအပြေဝရရှိနေပြီဖြစ်ပါတယ်။ပို့တိုလေးကအတူရရှိတဲ့ခုနှစ်သားသမီးတွေရဲ့အလှူငယ်တွေကိုစုပေါင်းကောင်းလွယ်တဲ့နေရာလေးတွေကို၆ပန်းပေးနေရကိုကြွရပါတယ်။အရေးပေါ်ပါလေပရိသတ်တွေကပို့တိုလေးကိုဆွတောင်းပေးနေကြပြီးပရိသတ်လို့တွေမှာဒီထက်မကဆောက်ရပေးစီခြင်းနေကြပါရဲ့ ဖိုတိုလီကတော့ကိုယ်စရဲ့အလုံငွေကိုရသလောက်ကောက်ခံပေးနေပြီးနောက်၃ရက်လောက်ဆိုရင်တချိန်သွားလို့ပြီးမယ်လို့ဆိုပါရယ်ဖိုတိုလီကဒူဂရန်ကြုံတွေ့ခဲ့ရတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့လည်းအခုလိုပဲပြောပြလာခဲ့ပါရယ်ဖိုတိုကနေစရာမရှိတဲ့သူတွေကလည်းအများကြီးပဲတွေ့ရတယ်အောက်မှာပြည်နေတဲ့သူတွေကလည်းမနေပါဘူးရေဘေးတုံးကားထက်ကိုအဆမတန်ပိုဆိုးပါရယ်တကယ်လို့အဲ့နေရဲ့နေရာလေးတွေကိုရေးချဲပြီးလူတန်ပေးသွားမှာပါဆိုပြီးဖိုတိုလီကပြောပြလာခဲ့ပါရယ်